အဲ့တော့တောကတွေခဏခဏဖြစ်တယ်၊စွဉ်မှုတွေခဏခဏဖြစ်တယ်ဆိုရင်စိတ်ကချစားထားတဲ့တက်သားလုံးကြီးလိုရွံ့မွနေဘာခံနိုင်မှမရှိဘူး။ဒါထက်စိတ်ဆင်းရဲတဲ့အနေနဲ့ကြုံလိုက်တာနဲ့အဲ့ဒါအကြီးကျယ်သူစိတ်ဆင်းရဲတော့တာပဲ။စိတ်ဆင်းရဲမှုမှာကျွမ်းကျင်နော်။အမြဲတမ်းစွဉ်မှုနဲ့နေနေဒီစိတ်ကလေးကဟုတ်လား။လူအများစုဟာဘာနဲ့ပဲနေနေကြတာတော့စွဉ်မှုနဲ့နေနေတာတကယ်တမ်းကကိုကိုကိုစွဉ်နေတယ်လို့သိတာနဲ့မသိတာပဲကွာတယ်။ စွရင်နေကြတာကြည့်ပဲလောဘမှာစွရင်ချင်းကနောက်ကကတ်လျက်ရှိတယ်ရကျင်နေတယ်ဖြစ်ကျင်နေတယ်ဆိုရင်တေချာပေါ့ရမှရပါမလားဖြစ်မှဖြစ်ပါမလားဆိုတဲ့စိတ်ကပါတယ်ဟုတ်လားဒေါသဖြစ်ပြီးဆိုရင်တော့စွရင်မှုကဇာနုံးမြည်နီးနီးတောင်ကတ်ပြီးတော့ပါနေသေးတယ်ဒေါသအမြင့်တန်တန်ဖြစ်နေအထူးသဖြင့်ဆုံးနေတဲ့ဒေါသတွေဆိုလို့ရှိရင်စွရင်မှုတွေကဇာခိုင်နှုန်းတော်တော်များများပါနေတယ် ောကဆိုတာကတရားကိုကောက်ရင်ဒေါသပဲဒေါသပဲနာမည်အမျိုးမျိုးနဲ့သူ့ရဲ့နှိမ့်ဆက်ပုံအချင်းအရာကိုကြည့်ပြီးတော့ဘုရားကနာမည်မျိုးမျိုးတက်ပြီးဟောတယ်ပရိဒေဝလည်းဒေါသပဲဥပါယတလည်းဒေါသပဲဒေါမနတဝေဒနာလည်းဒေါသပဲဟုတ်လားတပြောရင်တော့ပါတော့အပမာဒနဲ့နေရင်လောကအကြောင်းဘဝအကြောင်းခန္ဓာအကြောင်းကိုတိရမြင်တာတွေများပြီးတော့ စိုးရင်နေကြတဲ့လူတွေကြားထဲမှာ तू ဟာစိုးရင်မှုမရှိဘူး။ဒါဒီဒေသနာကိုကြည့်မယ်ဆိုရင်စိုးရင်မှုကဘာကြောင့်ဖြစ်တာလဲဆိုညံနေလို့ဖြစ်တာ။နော်။စိုးရင်မှုထွက်နေတာကိုကြည့်ရင်ဉာဏ်ပညာနည်းခြင်းအကြောင်းတရားကို တွေ့နိုင်တယ်။ဉာဏ်ကြီးရင်ကြီးသလောက်စိုးရင်မှုနည်းမှာပါပဲ။အဲ့ဒါခဏခဏစိုးရင်နေတယ်ဆိုရင်ငါညံနေနေတယ်။မဟုတ်တာတွေအဟုတ်ထင်းဟုတ်တာတွေကြတော့လည်းဟုတ်မှမသိဘူး။ ခြားခြားလေးလဲနေအကျိုးရလက်နေနဲ့ဘာတွေထွက်လာတော့စိုးရိမ်မှုတွေထွက်လာအဲ့တော့မြတ်စွာဘုရားဟောတာနော်ပမာဒအပမာဒေနယရာနုဒတိပန္တိတော်ပညာပါတာရမာရုံရှာအတောကောတောဂိနေမဇံပပတ္ထောဝဘူမတ်တိဒီရောပါလေအဝခတိပပတ္ထောဝဘူမတ်တိတောင်ထိပ်မှာရောက်နေတဲ့လူဟာမြေပြင်မှာရှိတဲ့လူတွေကိုကြည်နေတယ်လို့မျိုး ီတော့ဉာဏ်ရှိတဲ့အဲ့ဒီသတိနဲ့နေတဲ့ပုဂ္ဂိုလ်ဟာဘာလေသတိနဲ့မနေလို့ဘာမှမသိတဲ့ဉာဏ်မဲ့တဲ့ပုဂ္ဂိုလ်တွေကိုအဝကတိသူဟာမြင်နေရတယ်သတိရဲ့စွာအကြောင်းဉာဏ်လေးကြီးလာလေပဝန်းကျင်လူသားတွေဘလို့နေနေကြတယ်ဘလို့ဖြစ်နေကြတယ်ဘာတွေဖြစ်နေတယ်ဆိုတော့သူကောင်းကောင်းသိတယ်ဘာတွေဖြစ်နေတာလဲဆိုတော့မှားနေကြတယ်မိုက်နေကြတယ်လုံတဲ့တာမလုံဘူးမလုံတဲ့တာလုံတယ် မဟုတ်တာဟုတ်ထင်တယ်ဟုတ်တာကိုမဟုတ်ထင်နေကိုကိုကိုရှင်းရဲအောင်လုပ်နေတယ်ဒါပေမဲ့ကိုကိုကိုချမ်းသာအောင်လုပ်နေတယ်ဆိုတဲ့အထင်နဲ့ကိုလုပ်နေတာဒါပေမဲ့တကယ်တကယ်ကကိုကိုရှင်းရအောင်လုပ်တာဟောဒါကြောင့်မေတ္တာပေါင်းသူတော်အောင်တို့အပမာဒရဲ့စွန့်ရည်တတိပြစ္ဆုတ်ပံမှာရရှိနိုင်တဲ့အကျိုးကျေးဇူးကိုပြောပါဆိုရင်ဒီကထာလေးကအလွန်မှပြောကြပါအောင်နော်ပညာပြတ်တတ်ပေါ်ကိုရောက်ပြီးတော့စိုးရိမ်နေကြတဲ့တရားဝါတွေကြားထဲမှာ နော်စိုးရင်နေကြတဲ့တရားတွေကိုစိုးဝင်ချင်းကင်းပြီးတော့သူဟာမြင်ရတယ်။တောင်ထိပ်ပေါ်ရောက်ပြီးတော့မြေပြင်ကလူတွေကိုကြည့်နေတဲ့လိုမျိုးနော်မိုက်မဲတဲ့တရားတွေကိုညံရှိပြီးတော့ကိုဟာမြင်နေရတယ်လို့ပြောဟောတယ်